ားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော် YouTube channel လေးဖြစ်တဲ့လင်္ကာ support channel ကနေလည်းကြိုဆိုပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်နေနဲ့စနေနေ့မှာရှင်းပြန်ကစားကြမယ့် England Premier League ပွဲစဉ်မျိုးရွေးချယ်ပေးတော့မှာဖြစ်တယ်အစောဆုံးပွဲစဉ်ကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပြီးတော့ La Liga စပိန်ထဲကဒါအစောဆုံးပွဲစဉ်လေးတွေကိုကျွန်တော်နှစ်ပွဲရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်တိုတိုနဲ့လိုရင်းပါခင်ဗျာနော်ဆိုတော့ဒီပွဲစဉ်လေးကိုပေါ့နော်တိုတိုနဲ့လိုရင်းသုံးသပ်ပေးမှာဆိုတော့ကျွန်တော်ရဲ့အကြိုက်ကလေးတွေဖြစ်ပါတယ်ခင်ဗျာ အဲ့ကြတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါအင်္ဂလန်ပလီးမားလီလည်းအစောဆုံးပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ Nottingham Forest နဲ့ Chelsea ပွဲစဉ်တို့ကျွန်တော်ရွေးချယ်30ပေးသွားမှာဖြစ်ပါတယ်။အင်္ဂလန်ပလီးမားလီရဲ့အစဉ်စားရတူမှာဆိုရင် Nottingham Forest က18မှာဖြစ်နေပြီးတော့ Chelsea ကတော့အင်္ဂလန်ပလီးမားလီရဲ့ပေါ့နော်အစဉ်စားရတာ9မှာယက်တိထားတာကိုလည်းတွေ့ရှိထားတယ်ဗျ။နှစ်သင်းစလုံးကတော့ရမယ့်လိုအပ်ချက်ရှိနေဆိုပေမဲ့ဒါ Chelsea ကပို့ပြီးရမယ့်လိုအပ်ချက်ရှိတယ်ဗျ။အင်္ဂလန်ပလီးမားလီရဲ့အစဉ်စားတနေရာရောက်တည်ဖို့ကိုအဝေးကမှရုန်းကန်မှာဖြစ်ဦးမှာဖြစ်တယ်။ Northern Folk ကလည်းဒါအတန်းစစ်ဆုံးမှာရောက်နေဆိုပို့ပြီးတော့ချက်စီတက်ကိုရမယ်လို့အချက်ရှိတယ်လို့ကျွန်တော်တော့ခံမမိတွေးမိမိပါတယ်။ဆိုတော့ချက်စီအတင်းအနေနဲ့တရားကစားသမားတွေများနေတဲ့အပြင် နီးပြဖြစ်တဲ့ပေါ့နော်ဒါကစားသမားတွေကိုချီရှုခွင့်ဒါဒီနေပွဲစဉ်မှာ live ပြီးတော့ပါလာမှာတော့မဟုတ်ပြဆိုတော့နီးပြအနေနဲ့ကလည်းဒါနေကနဲ့ထွက်ထားတယ် Northern Folk ကရမယ်လိုအပ်ချက်တွေရှိနေတယ်။ပြည်များလေးမှာဆိုရင်အစိုးဆုံးရာသီကိုဖြတ်တန်းတဲ့ Northern Folk အနေနဲ့အင်္ဂုမှာဒီနေ့ချက်စီကိုအနိုင်ယူသွားအောင်ပါလား။ ရှက်စည်းသင်းကနောက်ထပ်အနိုင်သုံးမှတ်ကိုရယူပြီးတော့ပေါ့နော်ဒါအစဉ်စရာအပြောင်းလဲများပြုတ်လို့သွားမလားဆိုတော့ဆနေနေ့ရပေါ့နော်ဒါ၆နိုင်ကိုမှကျွန်တော်တို့ကြည့်ရမှာလေဖြစ်တယ်ဗျဆိုတော့ဒီနေ့ကနေဦးစေးဖောက်ပြတာရှက်စည်းရဲ့ body ဈေးကပေါ့နော်တင်ရ follow ကိုဒါရှိသူဆိုရင်ပြားဆုံးအရှုံးသေးရတယ်ရှိသူဆိုရင်အရှုံးသေးလေးဒီတာဖောက်ပေးထားတာတွေ့ရတယ်ကိုပေါင်းသေးမှာဆိုရင်နှလုံးသွင်းမှာပြားဆုံးအရှုံးသေးနှလုံးရှုံးသေးဒီဖောက်ပေးထားတွေ့ရကြဆိုတော့နောက်ထပ်သုံးလုံးသွင်းသွားရင်လည်းပြားဆုံးအစားလေးတွေကလိုက်ပြီးတော့ဖောက်ပေးထားတယ် ဒါပေမဲ့ Shell CE နဲ့ဒီ Northern Follow တို့ရဲ့ပေါ့နော်အဓိကအကြောင်းရင်းကြည့်ရမယ်ဆိုလို့ရှိရင်တော့ Northern Follow ကဒါအိမ်ဝင်းမှာရှုံးဝဲမရှိအောင်နောက်ထပ်အနိုင်ယူပြီးတော့ဒါ Shell CE ကိုပေါ့နော်ဒါဖျက်ကျော်မှာဖြစ်ပြီးတော့ Shell CE ကလည်းတေလောက်ရရင်ကန်ကောင်းတဲ့အနေနဲ့ဖျက်ကစားရမှာလည်းဖြစ်ရရ။ဘာလို့လဲဆိုတိုက်စစ်ပိုင်းမှာကစားသမားလည်းဒဏ်ရာရနာဖြစ်ပြီးတော့အဓိကဖြစ်တယ်ပေါ့နော်ကွင်းလယ်ပိုင်းမှာလည်းဒဏ်ရာရနေတယ်။နောက်တန်းမှာလည်းဒဏ်ရာရနေဆိုတော့ကူးမပြေးအောင်ထိန်းစော်သွားပြီးတော့တေရရင်ကန်ကောင်းတယ်ဆိုတဲ့သဘောမျိုးလောက်နဲ့ပဲသွားမှာလည်းဖြစ်တယ်ဗျ။ဆုတ်ပြီးတော့တိုက်ခဲ့မယ်ဆိုရင် Northern Follow ရဲ့တိုက်စစ်ကိုလည်းပြန်လာခဲ့မဲ့ဒါ ကွက်ကိုလည်းကြည့်အောင်မှလည်းဖြစ်တယ်။ Nottingham Forest ကတိုက်စစ်အဲ့လောက်ကြီးမြင့်လာဆိုတော့ဘူလဝါပွဲစဉ်ဒီမှာလက်နိုင်မလို့နဲ့ရှုံးတာနဲ့ပေးကိုတွေပြန်သွင်းတာလည်းတွေ့ရတယ်။ဒါပေမဲ့ရှုံးပွဲနဲ့ကြုံတွေ့ထားတယ်။ဆိုတော့ကျွန်တော်ရဲ့ကိုခံမန်းရလည်းကောင်း Nottingham Forest နဲ့ရှက်စီတို့ပွဲစဉ်မှာဆိုရင်တော့ဒါ Nottingham Forest ပဲကတ်နိုင်ပြီးတော့ကိုလေးကတော့ပြတ်သွားလိမ့်မယ်လို့တော့မထင်မိဘူးဗျ။ထိဆော်သွားကြမယ်ဆိုရင်ပေါ့နော်စကြဝရွေးချယ်ပေးရမယ်ဆိုရင်ဒါ Fallen နဲ့ပေါ့နော်ဒါ Chelsea တို့ပွဲစဉ်မှာကျွန်တော်တို့အင်္ဂွင်းဖြစ်တဲ့ Nottingham Forest ဘော်ဒီနဲ့နောက်ထပ်တစ်ချောင်းတော့ကိုဘအောက်လေးပဲတွဲပေးခြင်းပါတယ်ဒါလေးကိုတော့တင်တော်ရဲ့ဇီးလေးတင်လိုက်ပြီးစော်ကစားပါခင်ဗျာနော် နောက်ထပ်တပွဲဖြစ်တဲ့ပေါ်စပိန်လာလီကာတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဆီဗီယာနဲ့မာယော့ကာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကလည်းအစောဆုံးပြ9နိုင်မှာကစားကြမှာလည်းဖြစ်တယ်ဆီဗီယာအင်ဝင်းမာယော့ကာတော့အဝကွင်းလာလီကာစပိန်မှာဆိုမာယော့ကာကတော့တန်းစင်းဆုံးလေးမှာရောက်နေပြီးတော့ဒါပွဲတိုင်းလို့လို့ရှုံးနေထားပြီးတော့နှစ်ပွဲပဲအနိုင်ရရှိထားတာတွေ့ရတယ်ဒါပေမဲ့ဆီဗီလာကနောက်ဆုံးကစားခဲ့တဲ့ဘာစီလိုနာကိုအင်ဝင်းမှာကိုအပြတ်နဲ့နိုင်ရရှိထားတဲ့ပွဲစဉ်ကဘောတော့ဒါသူ့အတွက်ဒီနေ့အင်ဝင်းမှာနိုင်ပွဲပြောင်းလာလိမ့်မယ်လို့တွေးမိမိတယ်ဘိုလိုဘာပွဲစဉ်အပြင်တခြားလိပွဲစဉ်တွေပါတာ လုံးဝကစားခွင့်မရှိသေးတဲ့ဆေဗီယာအနေနဲ့အခုလိပွဲစဉ်ကိုအိုင်အွန်ဆိုက်ကစားရမှာလည်းဖြစ်တယ်။မာယော့ကာကတော့ဒါဥရောပပွဲစဉ်လည်းမရှိဘူးလိပွဲစဉ်တပွဲပဲရှိရဲဆိုတော့ဒီပွဲကိုအိုင်အွန်ဆိုက်လာမယ်ဆိုရင်တော့ဆေဗီယာကိုဒါအနိုင်ဖို့ဖျက်ကျော်သွားလိမ့်မယ်လို့ကျွန်တော်တို့မျက်မြင်မြင်ပြ။ဆိုတော့ဒီနေ့ဖောက်ပေးတာလဲဆေဗီယာနဲ့မော်ရက်ကာတို့ရဲ့ဒီပေါ်လီစင်းမှာဆိုရင်အင်ဝင်ဖြစ်တဲ့ဆေဗီယာကဒါကနဦးစည်းပေါ့နော်ရှေ့တူအရှုံးစည်းကနေပြီးတော့တလုံးသွင်းသွားပြဆုံးစားသေးပြထားတယ်။ကိုပေါင်းစည်းမှာဆိုနှလုံးအရှုံးစည်းကနေပြီးတော့ဒါလုံးဝပေါ့နော်ဒါနှလုံးသွင်းသွားပြဆုံးရှုံးသေးဖောက်ပေးထားကြ။ ဆိုတော့ဘာစီလိုနာကိုအနိုင်ရရှိထားတဲ့ဆေဗီလာအနေနဲ့မာယော့ကာကိုနောက်ထပ်ဂိုးပြတ်တွေသွင်းနိုင်မှာလားဒါမှမဟုတ်ဆေဗီလာကတိုက်စစ်ကဂိုးတွေပြန်ပြီးတွင်းလာပြီးတော့မာယော့ကာပိတ်ဆော့သွားခဲ့မယ်ဆိုရင်တော့ဒါကပ်ပြီးနိုင်သွားခဲ့တော့အနိုင်သေးချာနေတဲ့ကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ဆေဗီလာဘော်ဒီပဲရွေးချက်ပေးချင်ပါတယ်ဝခမန်ရလကောက်ဆေဗီလာလိုပဲအနိုင်ရရှိပြီးတော့နောက်ထပ်အနိုင်သုံးဘက်ကိုရယူသွားလိမ့်မယ်လို့လည်းတွေးမိမိပါတယ်ခမန်ရလမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဆေဗီလာနဲ့မာယော့ကာလိုဝယ်စင်မှာကျွန်တော်အင်ဝင်ဖြစ်တဲ့ဆေဗီလာဘော်ဒီလိုပဲရွေးချက်ပေးချင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့စနေနေ့မှာရှင်ပြန်ကစားကြမယ်အင်္ဂလန်ပရီးမားလိရဲ့အစောဆုံးပွဲစဉ်ထဲမှာဆိုရင် Nottingham Forest နဲ့ Chelsea တို့ပွဲစဉ်မှာဆိုကျွန်တော် Nottingham Forest body နဲ့ကိုပေါင်းအောက်လို့ရွေးချယ်ပေးထားတာပါစပိန် La Liga ပွဲစဉ်မှာဆို Sevilla နဲ့ဒါ Mallorca တို့ပွဲစဉ်မှာဆိုကျွန်တော် Angle ဖြစ်တဲ့ Sevilla body လို့ရွေးချယ်ပေးထားတာပါဒီပွဲစဉ်လေးကိုညီကိုတို့အကြရှင်းလို့မယ်ဆိုရင် like ပြီးတော့ support လုပ်ကြပါကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ